ထီတိန်လေရင်မှုကိုပရရှားရင်ရင်ကလေးစားရောင်ကြီးနဲ့လှန်ထုတ်ပြီးအနောက်ရှက်ပေးခဲ့တဲ့ဖြစ်ရပ်ပြီးစီရေရရွေးချယ်တုံ့ပြန်တာတွေကိုပြုလုပ်ဖို့အသင့်ပြင်ထားကြောင်းထီတိန်ကောက်ွယ်ရေးဝန်ကြီးဂျွန်ဟေလီကသတိပေးပြောကြားခဲ့တာကိုရူတာသတင်းဌာနမှဖော်ပြထားပါတယ်။ထီတိန်ရေနံပိုင်းလုံးစကော့တလန်မြောက်ပိုင်းနားမှာခုံမောင်းနေတဲ့ပရရှားတရှုသင်းမောရန်တာကလာရောက်ကင်းလေဆောင်ကြည့်တဲ့ထီတိန်ကင်းထောက်လေရင်မှုတွေကိုလေးစားရောင်ကြီးနဲ့ထိုးပြီးအနောက်ရှက်ပေးခဲ့တဲ့ဖြစ်စဉ်ဟာ ရန်လိုချိန်ချောက်တာလို့သတ်မှတ်ကြောင်းပြည်ထိုင်ကာကွယ်ရေးဝန်ကြီးဂျွန်ဟေလီကပြောကြားခဲ့ပါတယ်။2022ခုနှစ်မှာရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ခြင်းကစလို့ပြည်ထိုင်ဟာနိုင်ငံကမ်းလွန်မှာခုံမောင်းသွားတဲ့ရုရှားရေရင်တွေရဲ့လမ်းကြောင်းကို ရေရင်လေရင်တွေဆေလွတ်ပြီးစောင့်ကြည့်စီလေးရှိပါတယ်။ရန်တာဟာရုရှားရဲ့ထောက်လှမ်းရေးအချက်လက်စုဆောင်းမှုနဲ့ပင်လယ်သမုဒ္ဒရာကျမ်းပြင်မြေပုံမှတ်သားမှုမစ်ရှင်တွေကိုကင်တွယ်နေတဲ့ရေရင်တစ်စီးဖြစ်ပါတယ်။ ရုရှားသရှူသင်းမောကတော်ဝင်လီတက်လေးရင်မှုတွေစီလေးစားရောင်ချီနဲ့လှန်ထုတ်ပြီးနှာရှတာဟာအကြီးကျယ်အန္တရာယ်ဖြစ်စေနိုင်တယ်လို့ဂျိုဟေဒီကဆွဆွဲခဲ့ပါတယ်။တကယ်လို့ရန်တာကိုစောင့်ကြည့်နေရကနေလမ်းကြောင်းပြောင်းသွားတာတခုခုရှိလာရင်စည်ရည်အရာရွေးချယ်တာမျိုးကိုစဉ်းစားဖို့လေအသင့်ပြင်ထားတယ်လို့ပြောပါတယ်။ဒါပေမဲ့ဘလို့အစီအမံတွေဖြစ်မလဲဆိုတာကိုတော့အသေးစိတ်မှတ်ချက်ပေးခဲ့ခြင်းမရှိခဲ့ပါဘူး။